ပင်မင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့အတွက်ခုံနုံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျွန်မကတော့ဆာမဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်အားအလုံးရင်းနဲ့စစ်တိုက်ထိုးစစ်ဆင်ခံရတာကြောင့်ခဲရမလောင်ငါပဲကြံတာကိုတော်လိုင်းတက်တွေလက်လွတ်ခဲရတဲ့သတင်း ထန်ဒလန်မြို့ကိုစုံခွာပြီးလည်းနှစ်အတွင်းထန်ဒလန်မြို့ခံ200ကျော်ဟာစစ်ပေးရှောင်တဲ့နေရာတွေမှာကွဲလွန်သွားကြတဲ့တဲ့နဲ့ ULAAA ထံမှစီးရဲအကူအညီအများပြားရရှိတယ်လို့ CDF တိုင်းတရဝင်းကြီးညာစတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းရှိဒေါ်လိုင်းအင်အားစုတွေထိန်ချုပ်ထားတဲ့စံသားရွာစခန်းကိုစစ်ကော်မရှင်တပ်ကအင်အားအလုံးအရင်နဲ့၄ရက်ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ရမှာလက်နက်ခဲရမလုံလောက်ပဲလှစ်လွတ်ခဲရတယ်လို့ CDF KKG တာဝန်ရှိသူကပြောပါရီကျန်းသာရွာစခန်းကိုစစ်ကော်မရှင်တပ်ကပြည်သူ့စစ်ကျူစောထိပ်အပါအဝင်အင်အား350ခန့်နဲ့စစ်ကြောင်း3ကြောင်းခွဲပြီး စက်တင်ဘာ18ရက်ကစတင်ကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့၄ရက်အကြာစက်တင်ဘာ20ရက်နေ့မှာစုတ်ခွာပေးလိုက်ရခြင်းလို့သိရပါတယ်။ဒီတစ်ခေါက်ကအကြီးအကျယ်ထိုးတဲ့အထင်းမှာပါတယ်။ပုတ်တဟုန်းလေးကစထိုးတယ်။စနေနေ့တော့ပေးလိုက်ရတာပေါ့။အဲ့ဒီမှာသူတို့ကတော်တော်လေးအင်အားလေးတုံထားတယ်။လက်နဲ့တွေလည်းတုံတယ်။သူတို့စတက်လာကြတဲ့ကနေလက်နဲ့ကြီး RPG 40မမ drone အကုန်လုံးကအစာပေါ်လေလုံးဝပြင်းထန်ပြီးတော့ထိုးဖောက်လာပြီးတော့ပြန်လဲယူသွားတာ။ လက်လွတ်ဆုံးရှုံးလိုက်ရတာကကျွန်တော်တို့မခံနိုင်လို့ပါ။ဘာကြောင့်မခံနိုင်တာလဲဆိုတော့ကျွန်တော်တို့ဘက်မှာလူရှိတယ်။တင်းနဲ့နဲ့လက်နဲ့ခဲရမှာအဓိကခဲရန်ကလိုအပ်ချက်အများကြီးရှိတာပေါ့နော်လို့ CDFKG ကြီးတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ကြိုက်ပွဲအတွင်းမှာ CDFKG ကြီးရဲဘော်တို့အကြဆုံးပြီးစစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့က3ဦးသေဆုံးကအစေဦးထက်မနေတိုင်ရရရှိတယ်လို့သိရပါရီစစ်ကမရှင်တပ်နဲ့ပူးပေါင်းတပ်ရဲ့အင်အား350ခန့်မှာစစ်ကမရှင်တပ်က စစ်မှုထမ်းအပတ်စဉ်6ခွန်8ကနေတက်ဖွဲ့ဝင်တွေမြောက်ခရိုင်းရွာချန်သာရွာကျောက်ပြုတ်ရွာကပြူစောတိတက်ဖွဲ့ဝင်တွေပါဝင်တယ်လို့လည်းဆိုပါရီအရင်ကထိုးစစ်တွေမှာတော့အင်အားလဲနေတယ်လူဦးရေပြန်မဖြည့်ပေးနိုင်တာတွေရှိတယ်အခုကြားတာကအထက်ကနေအမိတ်ဆိုပြီးတော့ပအစာတွေပို့တယ်ပြူစောတိတွေအင်အားတွေလဲလဲနိုင်တယ်စစ်သားတွေလည်းပို့နိုင်တယ်လို့ CFKKG ပြောရဲဆိုခွင့်ရှိသူကဆက်လက်ပြောပါရီ လက်ရှိစည်ရေးအခြေအနေမှာတော့စစ်ကော်မရှင်တပ်ဖွဲ့ဟာကြံသာရွာမှာစည်ရေးပြင်ဆင်မှုတွေပြုလုပ်နေပြီးတော့ရက်အနည်းငယ်အကြာမှာထပ်မံထိုးစစ်ဆင်မှုတွေပြုလုပ်လာနိုင်တယ်လို့လည်းသိရပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကံကောမြို့နယ်အကြားရှိ အရှိအောင်သားရအနောက်အောင်သားရမှန်တော်ကပနီတို့ကို2025ဖေဖော်ဝါရီလအတွင်းနဲ့ကြံသာကြေးရွာကိုအပြည့်လအတွင်းမှာ CDFKKG ရဲ့ Major Operation ဆက်စီရေးအဖြစ် CDFKKG နဲ့မဟာမိတ်ပူပေါင်းတပ်တွေကတိမ့်ပိုက်နိုင်ခဲ့တာပါကျန်သာရွာကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီး၅လကျော်အကြာလက်ရှိမှာတော့ကျန်လေလွတ်လွတ်လပ်ရခြင်းဖြစ်ပြီးတော့ တော်လိုင်းအင်အားစုတွေလည်းမစည်းလုံးပါကယနေ့ထိန်းချုပ်ထားတဲ့မြို့တွေထပ်မံလစ်လွတ်ရနိုင်ကြောင်း CDFKKG မှာတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရီချစ်စွချင်တာကတော့ရွေးကောက်ပွဲလည်းနီးလာပြီသူတို့ကနေမြေစုံမဖို့လှုပ်လာမှာပဲကျွန်တော်တို့ထိန်းထားတဲ့မြို့တွေကိုတမြို့ပြီးတမြို့သူတို့ကရအောင်လှုပ်လာမှာပဲအဓိကပြောချင်တာကအခုအချိန်မှာမှကျွန်တော်တို့မစည်းလုံးမှုဆိုရင်တော့ကျွန်တော်တို့တင်းထားတဲ့နေရာတွေတစ်ခုပြီးတစ်ခုဆုံးရှုံးမှာပဲ တော်လိုင်းရဲ့အဖွဲစည်းတီးတီးတွေဥဆောင်သူတွေကျွန်တော်တို့ချင်းမှဆိုရင်တော့သူ့နဲ့ကုနေပေါ့လေဟိုအဖွဲလာမတိုက်နဲ့ဆိုတာမျိုးတွေအဓိကပြည်သူတွေအစဉ်ပြေဖို့ပဲလိုတာပါအဓိကစစ်ကောင်စီကင်းစင်ဖို့ပဲလေအခုကမြို့နယ်ဆွဲတွေမြို့နယ်ဆွဲတွေအဖွဲအစီဆွဲတွေ အကြီးပိုင်းတွေကလည်းတဖွဲနဲ့တဖွဲကမတည့်တော့ကျွန်တော်တို့ဘယ်လိုနိုင်တော့မှာလဲအနှစ်ချော့ပြောချင်တာကတော့ကျွန်တော်တို့အဖွဲစီအသီးသီးကိုကောင်းဆောင်နေသူတွေအနေနဲ့စီလုံးတင့်ပြီးလို့တိုက်တွန်းချင်တယ်လို့ CDFKKG တည်တင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုလိုက်ပါတယ်စစ်ကောင်မရှင်တဟကလေးမျိုးနဲ့အတွင်းအင်တာနက်လိုင်းတွေဖြတ်တောက်ထားတာဟာလေတပတ်ကျော်ကြာမြင့်လာပြီးတော့ဒေသခံပြည်သူတွေမှာစစ်သွေးရေးအပအဝင် အခက်အခဲများစွာကြုံတွေ့နေရပါတယ်။ကလေးမျိုးပေါ်နဲ့မြို့နယ်အတွင်းမှာ အတင်းအကျမစစ်မှုထမ်းဖို့ဖန်စီခေါ်ဆောင်မှုတွေလည်းပုံမမြင့်မာလာနေတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်ထန်တလန်မြို့ကိုအာနာသိန်းစစ်တပ်ကတမြို့လုံးပြာကျသွားအောင်မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်အခြားဒေသတွေကိုစစ်ပေးတိတ်ရှောင်နေကြရတဲ့ထန်တလန်မြို့ဒေသခံတွေထဲကနေ200ကျော်ဟာမိမိတို့စစ်ပေးရှောင်ရာဒေသတွေမှာကွယ်လွန်သွားခဲ့ကြတယ်လို့သိရပါတယ်။ အနာသိန်းစစ်တပ်ရဲ့အကြမ်းဖက်မီးရှို့မှုတွေကြောင့်ထန်တလန်မြို့ဒေသခံတွေဟာ2020ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမြို့ကိုနောက်ဆုံးဆွန့်ခွာလာခဲ့ကြခြင်းဖြစ်ပြီးတော့ယခုနှစ်စက်တင်ဘာ22ရက်နေ့မှာလေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရီအဲ့ဒီလေးနှစ်အတွင်းမှာထန်တလန်မြို့ဒေသခံတွေဟာပြည်တွင်းပြည်ပကနေရအသီးသီးမှာစစ်ဘေးတိမ်းရှောင်နေခဲ့ကြပြီးတော့ယခုအချိန်ထိနေရကိုပြန်နိုင်ခြင်းမရှိကြသေးပါဘူး ထန်တလန်ကိုငေထောက်ပိုင်းရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီ TRRC ရဲ့စီရင်အရာစပေးဆောင်ဂါလာ၄နှစ်တာအတွင်းမှာထန်တလန်မြုပ်ခံတဲ့က212ဦးမှာယောဂအခြေအနေအမျိုးမျိုးကြောင့်ကွယ်လွန်ခဲ့ကြပြီးတော့ကွယ်လွန်သူအများစုဟာတက်ကြွရွယ်ဦးတွေဖြစ်ကြတယ်လို့သိရပါတယ်။ ဒီစည်းင်းကတော့ကျွန်တော်တို့ TRRC အနေနဲ့ကောက်ယူနိုင်တဲ့အချက်လက်တွေဖြစ်ပါရင်ဒီထဲကတည်ဆုံသွားသူတွေကတော့ကျွန်တော်တို့ဒုက္ခသည်ဘဝမှာဆုံးမသွားကြတဲ့တက်ကြီးရွယ်ဦးတွေများပါရင်လောလောဆယ်ထန်တလာမြို့ကတော့ဒီနေ့အချိန်ထိမြို့ခံတွေဘယ်သူမှပြန်လာနိုင်ခြင်းမရှိသေးဘူးလို့ TRRC ကော်မတီဝင်တအုပ်ကပြောပါရီ မြို့ခံလူဦးရေ1400ခန့်ရှိတဲ့ထန်တလန်မြို့ကနေပြည်သူတွေဟာယခုလက်ရှိမှာတော့အိန္ဒိယနိုင်ငံတယ်လီနဲ့မီဇိုရမ်ပြည်နယ်ရှိရွာပေါင်း43ရွာမှာတော့လကောင်းထန်တလန်မြို့နယ်ရှိကျေးရွာ89ရွာမှာလကောင်းရှမ်းကုန်းမန္တလေးကလေးဟာကန်စတဲ့မြို့တွေအပါအဝင် နေရာပေါင်း136ခုမှာစစ်ပီးရှောင်တွေအဖြစ်ကြန့်ကျဲခုလုံနေကြရစေဖြစ်ပါရဲ့ရှင် အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တောင်ပိုင်းလေးမြို့နယ်ထဲရှိဒါရမြို့နယ်စုနေထိုင်ရာဒေသတွေကိုစုစည်းပြီးအုပ်ချုပ်ရေး unit တခုအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်နေတဲ့စစ်လက်နက်ကင်တပ်ဖွဲ့ CDF တိုင်းကို အရခတတော် ULAA ကစီရင်အကူငင်အများပြားပေးနေတယ်လို့သိရပါတယ်။ချင်းပြည်ကောက်ွယ်တပ်ဖွဲ့ဒါ CDF တိုင်းကို ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်တဲ့စက်တင်ဘာ22ရက်နေ့ကထုတ်ပြန်ချက်မှာ ULAA နဲ့ဆက်ဆံရေးကိုတရဝင်းအသိပေးထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ CDF တိုင်းကိုချက်လက်ခိုင်းမှပြီးအင်အားကောင်းမွန်လာစေရင်စစ်တင်တန်းပေးခြင်းလက်နက်ခဲယမ်းထောက်ပံ့ခြင်းရှေ့ခါထောက်ပံ့ခြင်းနဲ့ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံတွေရရှိနိုင်ရေးလက်တွဲခေါ်ခြင်းတို့နဲ့ကူညီပေးတဲ့ ULAAA ကိုအထူးကျေးဇူးတင်ရှိပါကြောင်း CDF တိုင်းကထုတ်ပြန်လိုက်တာပါ။အရခတ်တော် ULAAA Alpha 3စစ်ဒေတာမှာ CDF တိုင်းကိုစစ်ရေးအကူငွေတွေပေးနေခြင်းဖြစ်ပြီးတော့ ULAAA နဲ့ CDF တိုင်းတို့အကြမ်းမှာရေရှည်တည်တပ်ခိုင်မြဲတဲ့မဟာမိတ်ဆက်ဆံရေးကိုလည်းဆက်လက်တည်ဆောက်သွားမယ်လို့ CDF တိုင်းထံကနေသိရပါတယ်။ ULAAA နဲ့ CDF တိုင်းတို့အကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ရှိနိုင်ဖို့အတွက် CDF တိုင်းပြောရဲဆိုခွင့်ရှိသူကိုဆက်သွယ်မေးမြန်းထားပေမဲ့လုံးလုံးစင်မှဖြေဆိုဖို့အဆင်မပြေသေးကြောင်းပြန်လည်ပြောကြားခဲ့ပါရီ CDF တိုင်းဖြစ်ပေါ်လာစေရဲ့အတွက်ပထမဆုံးအပတ်စဉ်တင်းနဲ့နှစ်တုံးမှာစစ်ပြင်ရတင်ကြားပေးတဲ့ CDF မင်းတပ်ကိုလည်းအထူးကျေးဇူးတင်ရှိတဲ့အကြောင်းကိုလည်းအတိပေးထုတ်ပြန်လာပါရီ ချင်းမင်းနယ်တောင်ပိုင်းရှိမင်းတပ်မတူပီကံပလက်ပလောဝစတဲ့လေးမြို့နယ်မှာကြန့်ကျင်းနေထိုင်တဲ့တိုင်မျိုးနယ်စုတွေကိုစုစည်းပြီးတော့တာဒေသန္တရကောင်စီကိုဖွဲ့စည်းကအုပ်ချုပ်ရေး unit တစ်ခုမှစုစည်းနိုင်ရေးအမဲ့ကိုလည်းအကောင့်ထေဖို့ဆောင်ရွက်နေရအတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပြီလို့လည်း CDF တိုင်းကဆိုထားပါတယ် တိုင်းဒေသအလုံးအုပ်ချုပ်ရေးယူနစ်တခုအောက်မှာစုစည်းမှုအောင်မြင်တဲ့အထိဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီးချင်းအမျိုးသားတေဆောက်ရေးချင်းပြည်တေဆောက်ရေးတွေမှာလည်းချင်းတော်လိုင်းအာဆိုရီနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်လို့ CDF တိုင်းကထုတ်ပြန်ထားပါရီလင်းနစ်တာကာကအကြံမှာဆက်အနာရှင်စနစ်အမြင့်ပြတ်ချင်းမုံနိုင်ရေးတိုက်ပွဲမှာအသက်ခံနာပေးဆက်သူတွေနဲ့ကိုလည်းအင်္ဂါဆုံးရှုံးတဲ့ CDF တိုင်းရဲဘော်အလုံးကိုလည်းလေးစားကုန်ပြုတ်ဥညော့ပါကြောင်းအသိပေးထုတ်ပြန်ပါရီ CDF တိုင်းကိုအဖက်ဖက်မှကုငင်ပေးကြတဲ့ပြည်တွင်းပြည်ပါရှိအလှရှင်တွေအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းနဲ့တော်လိုင်းရဲ့အရှိန်မပြတ်တိုက်ပွဲဝင်နိုင်ရေးအတွက်ဆက်လက်ကုငင်ပံ့ပိုးပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ CDF တိုင်းရဲ့တော်လိုင်းရည်ရွယ်ချက်ဖြစ်တဲ့အများပြည်သူတွေမျှော်လင့်တဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံနိုင်ရင်နဲ့ Federal Democracy နိုင်ငံရေးတည်ဆောက်ရေး ချင်းအမျိုးသားတင်ဆောင်နိုင်ရေလုပ်ငန်းတွေအောင်မြင်ကြည့်စည်းတဲ့အထိညီအကူတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းဆက်လက်တိုက်ပွဲဝင်သားမယ်လို့ CDF တိုင်ကထုတ်ပြန်ချက်မှာအသိပေးထားပါရယ်2024ခုနှစ်ဇူလိုင်လမှာ CDF တိုင်းဟာချက်လန်းကောင်စီအဖွဲ့ဝင်အဖြစ်ကနေစီရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကိုနှုတ်ထွက်ပြီးတဲ့နောက်ချက်လန်းကောင်စီချင်းပြည်အစိုးရနဲ့ ICNCC ချင်းငင်တော်အဖွဲ့တွေမှာပါဝင်ခြင်းမရှိဘဲ တာလူမျိုးစုတွေရဲ့ဒေတာတွေစုစည်းနိုင်ရေးအုပ်ချုပ်ရေး unit တစ်ခုတည်းအောင်မြင်စွာထည့်သွင်းဖော်ဆောင်နိုင်ရေးဆောင်ရွက်လက်ရှိနေပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရစေ။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။